ကဲဒီနေ့တော့ကပားပေါ်မှာအန်တီရဲ့အရှိဆုံးလမ်းမကြီးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ဘိုလီးဗီးယားနိုင်ငံမှာရှိတဲ့ယုံဂက်စလန်ပေါ့။ဒီနေရာကရင်သက်ရှုမိုးစရာအလိုက်ရတဲ့နယ်တင်မင်းတမန်ရဲ့6လက်မွေပေါင်းဆက်နေတဲ့နေရာတစ်ခုဆိုလဲမမားပါဘူး။ဟုတ်ပါတယ်။ဒီစကားသခွင့်တင်းတဲ့တင်ဒီလမ်းရဲ့အကြောင်းကိုအခရုဆုံဖော်ပြနိုင်တယ်လို့ပြောရမှာပါ။တစ်ဖက်မှာတော့မက်ဆီတဆုံလာပါလွန်းနဲ့ရှုခင်းနေ။ဒါပေမဲ့နောက်တစ်ဖက်မှာတော့ကြောက်စရာကောင်းတဲ့နာမည်စိုးနဲ့ကြော်ကြားနေရမျိုးပါ။ ဲစရော့ဒီလန်းကိုသီမင်းတမန်လန်းဆိုပြီးဘာလို့များခေါ်ကြတာလဲသူ့ရဲ့ကြောက်စရာကောင်းတဲ့တန်တားရီတွေကဘယ်ကနေဘလို့ဆော့လာတယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ဒီလန်းရဲ့တရားဝင်နာမည်က North Yungas Roy ပါဒါပေမဲ့လူအများစုကတော့အဲ့ဒီနာမည်ကိုမသိကြပါဘူးလူတိုင်းကသူ့ကိုသီမင်းတမန်လန်းလို့ပဲခေါ်ကြတာသူ့ရဲ့ဒီနာမည်ဆိုကလည်းအကြောင်းမဲ့ရလာလာတော့မဟုတ်ပါဘူးဒီလန်းဘလောက်တောင်အန်ဒရီမြားလဲဆိုတာကိုကိန်းကနာလွေဒီနဲ့အရင်ဆုံးခန်းစားကြည့်ကြရအောင် ပထမဆုံးကသူ့ရဲ့အခြေပါကားတစ်စီးအောင်ချုပ်ဖြန်မောင်းလို့ရလေ3မီတာလောက်ပဲခြေလာပါအဲ့ဒီလိုကြီးနောင်းတဲ့လမ်းရဲ့ဘေးမှာကတော့ဘာရှိလဲဆိုတော့မီတာ6ကျော်လောက်နဲ့တဲ့မဆောက်နေတဲ့ခြောက်ကမ်းမကြီးတွေရှိနေတာပါအစိုးဆုံးကပါလဲဒီလားဒီလောက်မြင့်တဲ့ခြောက်ကမ်းပါကြီးတဲ့ဘေးမှာပါလမ်းဘေးအတားအစီပါလဲရမှာတကူမှ မရှိတာပါပဲဒီအချက်တွေအားလုံးပေါင်းလိုက်တဲ့အခါမှာတော့2006ခုနှစ်မတိုင်ခင်ကဆိုရင်ဒီလမ်းပေါ်နာတင်းနေတင်းနေကိုလူပေါင်း300နီးပါးလောက်အသက်ဆုံးရှုံးခဲ့ရတယ်လို့ခန့်မှန်းကြပါတယ် ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး။တဘာဝတရားကြီးကလည်းဒီလမ်းကိုပို့ပြီးကြောက်စရာကောင်းမအောင်ဖန်တီးထားပါသေးတယ်။မွေးလိမ်းမွေးကောက်လိုလမ်းတွေမိုးရွာပြီးဆိုတာနဲ့မြေပြိုကျတာတွေလမ်းပေါ်ကိုရေတံခွန်တွေကတိုက်ရိုက်စီးကျနေတာတွေအပြင်ရှေ့ကိုဘာမှမမြင်ရတော့အောင်မြူတွေထုထက်စွာကျတတ်တာတွေကဒီလမ်းရဲ့အန်တရာယ်ကိုပို့ပြီးတော့တောင်ဆိုးဝါးစေတဲ့အချက်တွေပါပဲ။ကဲဒီအပိုင်းမှာတော့ဒီလမကြီးကြောင့်ဆုံးရှုံးခဲ့ရတဲ့လူအသက်တွေရင်သူ့ရဲ့ခြေခွဲဆရာတမိုင်းကျောင်းကိုဆက်ပြီးကြည့်ကြရအောင်ပါဒီလမ်းကို ချန်ကိုရနဲ့တိုင်းစီပင်းနေတူတုံကခြောက်ကိုစစ်ပွဲကပါရခွေစစ်ချင်းသားတွေကိုခိုင်းပြီးဖောက်လုခဲ့တာပါဆိုတော့သူ့ရဲ့အစကလေးကကြမ်းတမ်းခဲ့တယ်လို့ပြောရမှာပေါ့အထူးသဖြင့်2006ခုနှစ်မကြိုက်ခင်ကာလတွေကဆိုရင်တနေ့တနေ့ကိုလူရနဲ့ချီတေးဆုံးခဲ့လို့ဆုံးရှုံးမှုခက်ဆိုပြီးတော့တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်ဒီလမ်းပေါ်ခရီးသွားမှုတဲ့သူတွေပြောတာကောလမ်းဘေးမှာအမတ်တရနှကွန်းလေးတွေအများကြီးတွေ့ရတယ်နဲ့အဲ့ဒါတွေက6ထဲကိုကြာပြီးအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေကိုအောက်မေ့တတိယဖို့စောက်ထားတာတွေပါ တခါတော့အဆိုရင်ဘတ်ကားစီလုံး6ထဲထိုးကြသွားတဲ့ကြောက်စရာကောင်းတဲ့ဖြစ်တဲ့ဆိုးကြီးတောင်ရှိခဲ့ဘူးတဲ့တပိမဲအောင်စရာကောင်းကတော့ဒီလိုကြောင့်မဖွယ်ရတမိုင်းကြောင့်ရှိရလန်ကဒီနေ့ခင်မာတော့ပုံစံတစ်မျိုးနဲ့ပြန်ပြီးအထပ်ဝင်လာခဲ့ပါတယ်ဟုတ်ပါပဲအရန်တုံးကဒေထောက်ခံတွေအတွက်မရှိမဖြစ်တုံးရတဲ့ဒေမင်းတမန်လန်ကအခုအခါမှာတော့ကဘာတဝမ်းကစွန့်စားရတာကိုကြိုက်တဲ့ဆပီးသမားတွေအတွက်တတိစန်းတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ ဒီလမ်းရဲ့အန်ဒီရများတဲ့ဆိုတဲ့တရင်ကြော်ကြားမှုကပဲဒေတာခန်ဒီရဲ့တဲ့ဘေးဒုက္ခတစ်ခုကနီးနိုင်ငံတကာခရီးသွားတွေကိုဆွဲဆောင်တဲ့အဓိကအချက်တစ်ခုဖြစ်သွားခဲ့ပါတယ်လူတွေကဒီလမ်းပေါ်မှာစပီးစီးရင်ရင်ခုန်စိတ်လို့ရှာမှုရဖို့ကိုတစ်ခုတစ်ခါလာရောက်ရှာဖွေကြတာပါဘာဖြစ်လို့လူတွေကဒီလိုအန်တရဲများတဲ့နေရာကိုလာကြတာလဲအထူးကားတော့သူတို့ရဲ့တတိကိုအဆုံးဆုံးထိဆန်းတက်ချင်တာတခုပါတယ်ပြီးတော့အဲ့ဒီအန်တရဲကြားနေခံစားရတဲ့မိုးတိတော်တဲ့နဲ့၆ကမ်းပါးရဲ့အမခန်းအလတရားတွေကြောင့်လဲပါတာပေါ့ ဒီအကြောင်းအရာကစင်ကားဆရာလေးတခုတော့ခြံခဲ့ပါတယ်။အလာတရားအန်တီရင်နဲ့လူသားတွေရဲ့စူးစမ်းခြင်းစိတ်အဲ့ဒီကြာကဆက်ဆက်မှုကဘာမျှထက်မလဲ။ဘာကြောင့်များလူတွေကဒီလိုလပတဲ့အန်တီရင်တွေကိုရင်ဆိုင်ချင်ကြတာလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့မိခွန်းတစ်ခုပါပဲ။